အားလုံးပဲမင်္ဂလာပါရှင်အခုပြောပြပေးမယ့်ပုံမြင်လေးကတော့လေသမားကြီးနဲ့ရွှေရောင်မြေခွဲပုံမြင်ပဲဖြစ်ပါတယ်ရှင် တခါတော့ကခြံကလေးတစ်သိန်းနဲ့တပင်းလေးဝမ်းရံနေတဲ့တိတ်ဆိတ်အေဂျင့်နဲ့ရွာတရွာမှာဥပသာလို့ခေါ်တဲ့အသက်ရွယ်ကြီးချင်းနေတဲ့လက်သမားကြီးတဦးရှိခဲ့မှုပါတယ်။သူဟာအင်မတန်ဆင်းရဲပေမဲ့စိတ်တမကြပဲသူ့ရဲ့အလုပ်ကိုကြိုးစားပန်းစားလုပ်ကိုင်နေထိုင်ခဲ့ပါတယ်။သူမှာကြီးမားတဲ့အိမ်မက်တစ်ခုရှိတယ်။ဒီနေ့မှာချမ်းသာကြွားတဲ့သူတဦးဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့အိမ်မက်ပါပဲ။ ။ဒါကြောင့်လည်းအလုပ်ကိုပိုကျစားလုပ်ကြရင်ဝင်ငွေလေးတွေကို တိုးပွားအောင်စုဆောင်းနေခဲ့ပါတယ်။ဒီနေ့မှာတော့ဥပဒါဟာငွေကိုဘယ်လိုရှာဖွေရမလဲဆိုတာစဉ်းစားနေရင် သူ့အိမ်နာကရွာသားတွေစွန့်ပစ်ထားတဲ့မြေကွက်ကြီးကိုတရီရသွားပါတယ်။အဲ့ဒီမြေကွက်ကြီးကဘာသီးနံမှာစိုက်ပျိုးလို့မရဘူးလို့လူအများကပြောဆိုထားကြပါတယ်။ရွာသားတွေကအဲ့ဒီမြေကွက်ကြီးကိုချိန်ဆသင့်နေတဲ့မြေကွက်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ဥပဒါကတော့ဟဲဒီမြေခွက်ကိုအတုံးချဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူဟာမြေခွက်ကို ရှင်းလင်းပြီးသူ့ရဲ့တဲလေးကိုစတင်ဆောက်ခဲ့ပါတယ်။သူရဲ့သားသမီးတွေကလည်းဖခင်ဖြစ်သူကို စိတ်တူကိုယ်တူကူညီကြတယ်။ရွာထဲကလူတွေကတော့သူတို့ကိုမြင်ပြီးလှံပြောင်ရင်မောခဲ့ကြပါတယ်။တချို့ရွာသားတွေကဆိုရင်အုံမင်းနဲ့ဥပဒါကြီးခမည်းပါလုံးနေတာလေအချိန်ဖြုံးမနေနဲ့တော့ ဒီမြေကြီးမှာစိုက်ပျိုးလို့ဘယ်တော့မှ ဖြစ်ထွန်းမှာမဟုတ်ဘူးလို့ပပဆဆပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဥပဒါကတော့လှောင်ပြောင်မှုတွေကိုဂယုမစိုက်ခဲ့ပါဘူး။သူဟာသူ့ရဲ့အလုပ်ကိုပဲဂယုတဆိုင်နဲ့ဆွဲရှိရှိ ဆက်လှုပ်ဆောင်ခဲ့ပါတယ်။သူနဲ့သူ့ရဲ့သားသမီးတွေဟာနေတိုင်းမြေကိုကောင်းမွန်အောင် ပြုပြင်ပြီးမြေစီလွှာကိုပြန်လည်ကောင်းမွန်အောင်အားထုတ်ခဲ့ကြပါတယ်။ချက်သက်တပတ်ရန်အနှဲငယ်ကြပြီးနောက်မှာတစ်ချိန်ကဘာမှစိုက်ပျိုးလို့မရဘူးလို့ပြောဆိုထားတဲ့မြေကြီးဟာမြေဩဇာတွေနဲ့ပြည့်နှက်ပြီးလှပတဲ့မြေွယ်ကြီးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ဥပဒါဟာမျိုးစေ့တွေစတင်ကျဲပြီးသင်းနှံတွေကိုစိုက်ပျိုးခဲ့ပါတယ်။သူ့ရဲ့မိသားစုဟာသင်းနှံပင်တွေအတွက်လိုအပ်တဲ့ရှင်နေမြေစီလွှာကို ်မြတာအောင်ဂယုတက်ဆိုင်ပြုစုစောင့်ရှောက်ပေးခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့သေးနံပင်လေးတွေဟာရှင်သန်ပြီးအံ့ဩစရာကောင်းလောက်အောင်ကြီးထွားလာပါတယ်ရွှေအောင်သင်းနံတွေကလည်းလက်ခွဲတစ်ခုလုံးမှာပြည့်နှက်လာပြီးလက်ခွဲတစ်ခုလုံးဟာရွှေအိုရောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ တချိန်ကလောင်ပြန်ခဲ့ကြတဲ့ရွာသားတွေဟာဥပဒါရဲ့လေခွက်ကိုကြည့်ပြီးအံ့ဩသွားခဲ့ကြပါတယ်။ဥပဒါရဲ့မြေကွက်ကထွက်တဲ့ဒီနန်တွေဟာတခြားလက်သမားတွေရဲ့ဒီနန်တွေထက်ပိုကြီးပြီးပိုကောင်းမွန်နေတာကို သူတို့အံ့ဩစွာတွေ့မြင်ခဲ့ရပါတယ်။ဒီလိုနဲ့ဥပဒါဟာဒီနန်တွေရောင်းပြီးအမြောင်အများချမ်းသာလာပါတယ်။တချိန်ကဘာမှအသုံးမဝင်တဲ့မြေကွက်ကြီးကိုဇွဲနဲ့လုံလရှိမှုကြောင့်ရွှေရောင်လေခွက်အဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါတွေဟာဥပဒါရဲ့ကြီးမားတဲ့ကြိုးစားအားထုတ်မှုနဲ့ဇွဲရရလဘဲဖြစ်ပါတယ်။ပြီးတော့သူနေထိုင်ခဲ့တဲ့တဲလေးကိုလည်းအခုချိန်မှာတော့အင်ဂျီဂျီအဖြစ်ပြောင်းလဲဆောင်းလုံးနိုင်ခဲ့ပါတယ်။ရှားသားတွေကတော့ဥပဒါကို လေးစားပြီးအတူယူစရာအဖြစ်မှတ်ယူခဲ့ကြပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲရှင်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ကြပါအောင်ရှင်။